်ဟယ်လိုအားလုံးပဲမင်္ဂလာပါဗောနော်ဆိုတော့ဒီကနေ့ကျွန်တော်ပြောပြသွားမယ့်အကြောင်းအရာလေးကတော့အာတမျက်မနေ့ကကျွန်တော်တင်လိုက်တဲ့ဗီဒီယိုဖိုင်လေးတစ်ခုဗောနော်ဆိုတော့ how to program your grammar ဆိုတာဖြစ်တယ်အဲ့တော့မငယ်ချင်းတွေကပြောပြောလဲဆိုအောင်ရေးတဲ့မျိုးစာ translation လောက်တော့လုပ်လိုက်တော့เนาะဆိုတော့အဓိကဒီမြန်မာလိုရှင်းပြလိုက်ပါတဲ့ပို့ပြီးတော့မှအဆင်ပြေပါတယ်တဲ့အဲ့ဆိုရင်ဒီနေ့ကျွန်တော်မြန်မာလိုအကုန်လုံးရှင်းပြသွားပြီပေါ့เนาะဟုတ်ပြီအကုန်လုံးတည်ထားကြတဲ့အတိုင်းပဲကျွန်တော်က ဘယ် language မှာဆိုတော့เนาะ English language မှာမဟုတ်ဘယ် language ဆိုကျွန်တော်က four skill ဆိုပြီးရှိရလေเนาะအဲ့ဒါတွေကတော့ကျွန်တော်က listening skill speaking skill writing and uh, reading ဆိုဒီမှာကျွန်တော်၄မျိုးရှိဟုတ်တယ်မလားဆိုတော့အကုန်လုံးကဒီ four skill ကိုတော်တော်လေးကိုတည်ထားကြတယ်ဒါပေမဲ့သူတို့မေးထားတတ်တာဒီ grammar က level skill တစ်ခုဖြစ်တယ်ဆိုတော့သူတို့မေးတတ်ကြတယ်ပေါ့เนาะအဘိအာကျွန်တော်အနေနဲ့ကကျွန်တော် grammar is more important than other things တော့ပြောခြင်းတယ် grammar ကတို့တစ်ခုကိုယူမှအခြေခံကြတယ်အရေးကြီးတယ်ပေါ့နော် ်ဟုတ်ပြီအရင်နေ့မှာတငယ်ချင်းနေနဲ့ဆရာဆံမတွေပြောပြီပေါ့နော်โอเคဆောင်းရေးတဲ့နော်ခုမှစကားပြောကြစားကလေးတယောက်ဒီ grammar ကိုအဲ့လောက်ကြီးတွေးစံမလို့ဆိုမင်းမသိဘူးလားဟာကျမ်းပြီပေါ့နော်โอเคကိစ္စမရှိဘူးအဟုတ်တယ် ဆိုတော့ we don't need to care about grammar when we start to speak တကယ်လည်းမှန်ပါတယ်ကျွန်တော်လည်းလည်းတကယ်လည်းလက်ခံပါတယ်ကျွန်တော်ဒီ speaking စပြောမယ့်ကလေးတယောက်ဒီ grammar အရင်တွေးစရာမလိုဘူးပေါ့နော်ဘာဖြစ်လို့လဲသူဒီဘက်ကတုံးရမယ့်ဒီ word ပေါ့နော် vocab ရဲ့ဒီဘက်က grammar ရဲ့သူနှစ်ခုကြီးသွားပြီးတော့စဉ်းစားနေမယ်ဆိုရင်တော်တော်လေးကိုရှုပ်သွားမယ်ဒီသူရေကောင်းနေမှာပေါ့နော်ဒီလိုချိတ်ရမလားဒီလိုပဲသွားရမလားဆိုတော့တော်တော်လေးကိုသူရှုပ်သွားနိုင်မယ်ပေါ့နော်အားကြောင့်မလို့ အာဒီစာပြီးတော့မှ ပြောတဲ့ကလေးတယောက်တည်းစာပြီးတော့မှပြောတဲ့လူတယောက်တည်း grammar အရင်မတွေးစေချင်ပါဘူးเนาะအာနောက်တစ်ခုကကျွန်တော်ဒီနည်းနည်းတော့ level လေးတစ်ခုရောက်လာခဲ့ပြီဆိုရင်တော့ကျွန်တော် grammar လေးကတော့ထည့်သွေးဖို့လိုပါဒါပေါ်တော့အာဒီဘက် grammar အသေးစိတ်လေ့လာခဲ့တဲ့လူတယောက်နဲ့ဒီဘက်က broken ဘက်ကနေတက်လာခဲ့တဲ့လူတယောက်တည်း သူရဲ့ဒီ conversations ပဲဖြစ်ဖြစ်ဒီ public speaking ပဲဖြစ်နားထောင်ရှင်လဲတကယ်ကွာခြားပါတယ်เนาะဆိုတော့အဲ့ grammatically ပြောတဲ့လူနဲ့ဒီဘက်ကအယူယူပြောတဲ့လူနဲ့နားထောင်ကြည့်ရတာအရသာချင်းလဲမတူဘူးပေါ့เนาะဒါကြောင့်မလို့ကျွန်တော်ကအဲ့ဒီစကားပြောရတဲ့နေရာမှာအရေးမကြီးဘူးဆိုရင်ပဲ level တစ်ခုရောက်လာခဲ့ပြီဆိုရင်လဲတော်တော်လေးကိုအရေးပါလာပါတယ်ပေါ့เนาะ okay ဆိုတော့ဒီမှာကျွန်တော်နီလန်း၅ခုရှိပေါ့เนาะအဲ့ဒါကတော့ကျွန်တော်ဒီ grammar ကို improving လုပ်တုန်းကကျွန်တော်အသုံးပြုခဲ့တဲ့နီလန်း၅မျိုးပဲဖြစ်ပါတယ်เนาะ အမေပထမဆုံးတစ်ခုဒီကျွန်တော်ကပါလဲဆိုရင် story is power speech deeply ပဲဖြစ်ပါတယ်ကျွန်တော်ကဒီဝါစင်ကရှိပါဘူးလက်နဲ့နည်းနည်းလေးလေးလာထားဖို့လိုပါတယ်နော်တချို့လူတွေကလေးလာဘူးတယ်နော်လေးလာဘူးတယ်အရင်လက်နဲ့နည်းနည်းဟုတ်လားဆိုတာလည်းမဟုတ်ဘူးဆိုတော့တို့ဘာဖြစ်လာလဲဆိုရင် grammar expression speech ဆိုတာပါလဲဆိုတော့တို့မသိဘူးလားဆိုတာမဟုတ်တိတယ် အရင်သိလာဆိုတော့လေမဟုတ်မသိပြန်အဲ့ဆိုလေဂျားထဲမှာညံ့တယ်လူမျောက်နေမျောက်ဖြစ်သွားတယ်ပေါ့နော်အဲ့ဆိုတော့လေးလာမယ်ဆိုရင်တခါလေလုံးဝလက်နဲ့နည်းနည်းလေးလာပလိုက်ပေါ့နော်ဆိုတော့ grammar ကိုအခြေခံကြကြလေးလာတဲ့လူတယောက်ဒီခုနကပြောတဲ့အတိုင်းပဲကျွန်တော်စကလုံးတစ်လုံးကိုမြင်လိုက်ပြီဆိုတော့လေတခါလေသိဒါ noun လား verb လား adjectives လားပြီးရင်အသုံးပြုရမယ့်ပုံစံဆိုရင်ဒီ usage ကိုပါတခါလေသိသွားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့က beautiful not beautiful is an adjective beautiful က adjective တစ်ခုဖြစ်တယ်ဆိုရင် तू noun ကိုဘယ်လိုပြောင်းမလဲ verb ကိုဘယ်လိုပြောင်းမလဲ तू တခါတည်းပြောင်းတတ်တယ်เนาะဆိုတော့ beautiful က adjective ဟုတ်ပြီ noun ကိုပြောင်းလဲဆိုရင် beauty ဆိုပြီးဖြစ်သွားတယ် verb ကိုပြောင်းလဲဆိုရင် beautify ဖြစ်သွားပြီးတော့မှ adverb ကိုပြောင်းလဲဆိုရင် beautifully ဆိုပြီး तू တခါတည်းပြောင်းတတ်တယ်ဒါလေးတစ်ခုကကောင်းပါတယ်ဗျာเนาะဒါကြောင့်မလို့ဒီလိုတွေခွဲခြားတတ်အောင်နည်းနည်းအသေးစိတ်တတ်အောင်ကျွန်တော်ကတော့ဒီ grammar ကို deeply အနေနဲ့အားလုံးကနက်နက်နေနေလေးလေ့လာစေချင် နောက်တစ်ခုနံပါတ်2ပေါ့နော် second ကကျတော့ကျွန်တော် stay in touch with is and restore is very often ဆိုတာလေးပြောခြင်းတယ်ဆိုတော့အဲ့ဒါနဲ့မကြက်ခဏထိတွေ့ပေးရမယ်ကျွန်တော်ကပြန်ပြန်ပြီးတော့မှလေ့လာရမယ်နော်ဆိုကလေးတွေက grammar မလေးလာဘူးတော့ဟောသူတို့တချို့ကျတော့အာ၄က၅က၆ကအဲ့လောက်ထိကိုလေးလာဘူးတယ်ဒါပေမဲ့ကြာလာဆိုတော့လေအရင်မမိသွားတယ်ဆိုတော့မရှိဘူးပေါ့နော်သူတို့ပြန်ပြန်ပြီးတော့မိသွားတယ် ဆိုတော့ဒါလည်းပဲကျွန်တော်ကိုယ်တိုင်ကြောင်ခဲ့ဘူးလေဆိုတော့တကယ်လည်းလက်ခံပေးလို့ရတယ်ကျွန်တော်ဒီဥစ္စာဆိုရင်အာကျွန်တော်ဒါဆိုရင် grammar လေ့လာနေမှာအချိန်မြောက်ဖြစ်တယ်ဗျာနော်အခုလေးလေ့လာနေရတော့မှာပဲဆိုတော့ကျွန်တော်ပထမ2ချိန်လောက်တုန်းကဆိုရင်အဲ့လိုပဲပထမ2ချိန်က၄လကြာတယ်နောက်2ချိန်က3လကြာတယ်ကျွန်တော်လေ့လာတယ်ဘာဖြစ်လဲမတုံးတာကြတော့ပြန်မေ့သွားတယ်စာအုပ်တွေပြန်မကြည့်တော့ဘာဖြစ်လဲပြန်မေ့သွားတယ်ဒါမျိုးတွေပဲဆိုတော့တချို့သောကျောင်းသားအဲ့လိုပါပဲ grammar ကို အဲနည်းနည်းနည်းလေးလေးလာတယ်တော်တော်လေးလေးလာပါတယ်ဆောင်းမဲလည်းပြီးရောသူတို့တော့ဝေးဇာလားအဝေးနှစ်ပြက်လိုက်တယ်အဲ့လိုမျိုးဆိုတော့သူတို့ပြင်မကြီးဖြစ်ဘူးလေနော်ဆိုတော့ပြင်မကြီးဖြစ်ဘူးထိတွေ့မှုမရှိတော့ပြန်ပြန်ပြီးတော့မှမိသွားတတ်ကြပါတယ်တဲ့ဟုတ်ပြီနော်ဆိုတော့ကျွန်တော်ကတော့ခဏပြောစတိုရီလေးတွေအမြဲတမ်းဖတ်တယ်ပြီးတော့ဒီကလေးတွေရဲ့ရေးထားတဲ့အစီလေးတွေပြီးတော့ဒီစောက်လေးကိုကျွန်တော်နည်းနည်းပါပါလိုက်ဖတ်တော့အာမြင်လိုက်ပြီဆိုကျွန်တော်ပို့ပို့ပြီးတော့မှထိတွေ့မှုရှိရဆို ပြန်ပြီးတော့နှတ်မိတယ်ဗောနော်အဲ့လိုမျိုးရှိတယ်။ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဒီ Facebook page လေးတစ်ခုကိုကျွန်တော်လေ့လာအားဟွာညွှန်ပြသွားမယ်ဗောနော်အဲ့ဒါကတကယ်လေ့လာလို့ကောင်းတဲ့ page လေးတစ်ခုပဲဖြစ်တယ်။အာဆိုတော့အောင်နန်းတော့ Facebook page ပဲဖြစ်ပါတယ်ကျွန်တော်ကလည်းပဲအဲ့ရနေတက်လာခဲ့တဲ့ဒုတိယပဲဖြစ်တယ်တင်တန်းတက်လာတာဆိုမဟုတ်ဘူးကျွန်တော်အ2022လောက်ကြာမှတက်တယ်ကျွန်တော်စာပြီးလေးလာတယ်ဘယ်တော့အဲ့တော့ပတ်စံလည်းမရှိဘူးကျွန်တော်တင်တန်းလည်းမတက်နိုင်ဘူးအဲ့ဒါဆိုဘာလုပ်လဲဆိုတော့ကျွန်တော် အဲ့ဖုံးဖုံးကပေါ့နော်သူကသူတင်ပြီးတဲ့ဒီ grammar video တွေကိုသူရဲ့ Facebook page မှာတင်ပေးထားတယ်အဲ့ဆိုကျွန်တော်ကအဲ့ဒီ video file တွေကိုကြည့်ရကြည့်တယ်ကျွန်တော်ပထမအဒီ lesson တစ်ခုတစ်နေ့တစ်နေ့တစ်နေ့ဆိုပြီးလုပ်သွားတယ်ပထမဆုံးကတော့လွယ်ကဲနောက်ပိုင်းခြောက်ရင်တော့တော်တော်လေးကိုခက်လာပါလိမ့်မယ်နောက်ပိုင်းခြောက်ရင်ခက်လာခက်လာအရင်ယူရှုပ်လာတတ်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ပုံမှန်လေးတော့ကျွန်တော်လုံးစေချင်တယ်ဆွဲလေးတော့ရှိထားစေချင်တယ်အဲ့တော့ဆိုရင်ကျွန်တော် series က90ကြော်လောက်ဖြစ်မယ်တဲ့ brand မှာ series 50ကျော်လောက်ဖြစ်မဲ့တင်တယ်အဲ့ဒါကကျွန်တော်အကုန်လေးလာလိုက်ရတယ်ဗောနော်ဒါကြောင့်မလို့အာအဲ့ဒီအဲ့မှာတင်တန်းမတက်နိုင်ပေမဲ့ကျွန်တော်ကတော့ဒီ video file ချင်းနဲ့ပဲတကယ်လုံးဖြစ်သွားပါတယ်ဗောနော်ဆိုတော့အဲ့ Facebook page တကယ်ကောင်းပါတယ်ဝင်ပြီးတော့ကြည့်ကြပါဗောနော်ဟုတ်ပြီတတိယတစ်ခုဒီကျွန်တော်က so story grammars by listen to other people's carefully ဆိုရှိမယ်ဆိုတခြားလူတွေပြောနေတာကိုငါတို့ကလုံးဝ giro site နားတောင်ပြီးတော့မှာပဲဒီ grammar ကိုအလုပ်လို့ရတယ်ဆိုတော့ငါတို့ကတူးတောင်လုပ်လို့ရတယ်အဲကျွန်တော်ရဲ့တငယ်ချင်းရှိတယ်ဆိုတော့ grade 10မှာစာပြီးစောင့်တယ်ပေါ့နော်သူကတော့သူရဲ့ grammar skill ကကျွန်တော်ထက်တကယ်တော့တာတယ်ကျွန်တော်လေးလဲလေးစားတယ်ပေါ့နော်အာသူကလည်းကျွန်တော်ဆွဲခေါ်လာတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့နှစ်ယောက်တွေ့လိုက်ပြီဆိုရင်တော်မင်းမင်း English လို့ပြောဖြစ်တာများတယ်အာအဲ့မှာဆိုရင် ူကကျွန်တော်အမားလုံးမယ်ဆိုတော့တူတည်အမြဲလို့ကျွန်တော်လုံးဝအာရုံစူးစိုက်ပြီးနားတော်နေမျက်လုံးလေးမဲ့ပြီးနားတော်နေအကျွန်တော်အမားလုံးမယ်နေတော့ဆောင်းကဲလှုပ်လဲလှုပ်ရသူပါအမားလဲလှုပ်လိုက်ရသူပါတာပြောလဲဆောင်းအောင်းကြီးတဲ့ဒီလိုဒီလိုမတုံးရအောင်ဆိုမင်းမတည်ဘူးလားတဲ့ဟုတ်လားမင်း grammar လေးလာနေကွာအဲ့ခုနလ၈လလောက်တော့ရှိနေပြီဒီစကလုံးကိုဒီလိုမတုံးအောင်ဆိုမင်းမတည်ဘူးလားတဲ့ဟာ ဟုတ်လားဆိုတော့ကျွန်တော်စိတ်မဆိုးဘူးတကယ်ပြောတာဆိုတော့ဘာဖြစ်လို့ကိုယ့်ရအမားတွေကိုသူပြင်ပေးတယ်လေနော်ကိုယ်လည်းတကယ်ရအာကဲအားကြရင်တွေ့ယူတော့ကိုယ်လည်းပဲဆိုရင်ကိုတီချာလေးနားထောင်နေသူကသူလည်းအမားကတော့မလွတ်နိုင်ဘူးလေနော်လူတိုင်းကအမားလောက်တက်တာကဲသူလည်းလှုပ်လာတယ်အမားလောက်လဲကြောကြီးတယ် မင်းငါတဲ့ grammar လေးလာနေအောင်ဒီလောက်ကြာမင်းမသိဘူးလားနော်မင်း3-4နှစ်လောက်ရှိနေပြီမင်းဒါလေးမှမသိဘူးလားဆိုတော့ကိုကလည်းပဲပြန်ခေါ်ရတယ်ဆိုတော့ဒီလိုမျိုးပါဒါတကယ်ကိုပျော်ရွှင်စရာကောင်းတယ်ပေါ့နော်အဲ့ဒီလေးလာတဲ့ပုံစံမျိုးကသူ့အမားကိုကိုကပြင်ပေးရတယ်ကိုအမားကိုသူကတခြားပြင်ပေး ပေးရတယ်။ဒါပေမဲ့ဒီနီလန်းကတော့တခြားဒီဇိုင်းနဲ့ဆိုရင်နည်းနည်းလေးအန်နေဖြစ်တယ်ပေါ့နော်။ဘာလို့ဆိုတော့တခြားလူတွေကအာသူရဲ့အမားကိုအဲ့လိုမျိုးကိုယ်တိုင်ထောက်ပြအရင်ပြုတ်ပြသွားရခြင်းလည်းပဲအဆင်မပြေဘူးပေါ့နော်။ဘာလို့ဆိုလူတိုင်းကလည်းမကြိုက်နိုင်ဘူးပေါ့။ဒါလေးရတယ်ကိုယ့်ရဲ့ဒီ partner နဲ့ practice လုပ်တဲ့အခါမှာတော်တော်လေးကိုအတုံးဝင်နေပေါ့နော်။နောက်တစ်ခုဒီကျွန်တော်တို့ဘာလဲဆိုရင် uh, we need to read other people's essays and practice writings ပဲဖြစ်ပါတယ်ကျွန်တော်တခြားလူတွေရဲ့ဒီ essay တွေ letter တွေကိုကျွန်တော်က ပြန်ပြီးတော့မှဖတ်ဖို့လိုတယ်။ဘာလို့ဆိုတော့သူရဲ့ဒီ idea တွေသူရဲ့ရေးတဲ့ပုံစံတွေကျွန်တော်ကတည်ထားဖို့လိုတယ်ပေါ့နော်။ကိုယ့်ရဲ့စာအုပ်ရေးတဲ့အခါမှာကိုယ်ဘယ်လိုထည့်သုံးလို့ရလဲ။သူရေးတဲ့ပုံစံလေးဘယ်လိုရှိလဲဆိုတာတဘောပေါက်သွားတယ်။အဲဆိုတော့တခြားလူတွေရဲ့စာအုပ်လည်းများများလေးဖတ်ပေးပါ။ဒါကကိုယ့်အတွက်တော်တော်လေးကိုအကျိုးရှိတယ်ပေါ့နော်။အားလားလေးကိုပြောချင်တယ်။ပြီးရင်ကျွန်တော် grammar လေ့လာတာပါအတွက်လဲဆိုရင် writing ကောင်းဖို့အတွက်ကိုကျွန်တော်လေ့လာတယ်။ เนาะပြီးမှာပဲကျွန်တော် speaking တွေမှာ grammatically ပေါ့เนาะဒီ grammar ကြကြပြောရတာရှိတယ်ဆိုတော့အားကြောင့် grammar လေ့လာပြီးတော့စာမယူစင်လည်းပဲကျွန်တော်ကအသိနိုင်အောင်ငါဘယ်လောက်ထိတိုးတက်လဲငါရဲ့ grammar skill ဘယ်လောက်ထိရှိလဲဆိုတော့သိနိုင်မှာမဟုတ်ဘူးအဲကျတော့ဒီ essay တနေ့ကိုတစ်ပုဒ်လောက်တော့ပုံမှန်လေးရေးစီခြင်းတယ်ပေါ့เนาะခုစဉ်အာကျွန်တော်အရင်အားနေလူတယောက်တော့မဟုတ်ဘူးဆိုတော့ဒါပေမဲ့တနေ့ကိုတစ်ပုဒ်လောက်တော့အတက်နိုင်အောင်စူးစမ်းပြီးတော့မှရေးတယ်ပေါ့เนาะ โอเคပြီးရင်ဆရာဆမ်မတွေကကျွန်တော်စီ SC လေးပို့ပေးရဲ့ငါသားဒါလေးဖတ်ကြည့်ဒါလေးကောင်းတယ်ဒါဆမ်မဘလိုလေးရေးထားပါလဲဆိုတော့ကျွန်တော်ဖတ်လိုက်တယ်ဖတ်ပြန်ကိုနားမနေတာရှင်တခါတယ်တောက်လျှောက်မီးတယ်သူတို့ကလည်းပုံမလင်းလေးပြန်ဖြေပါဒါကလည်းတကယ်ကောင်းတယ်ဒါကြောင့်မလို့တခြားလူတွေရဲ့လေတခြားလူတွေရဲ့စာကိုလည်းဖတ်ပါကိုကိုတိုင်းလည်းရေးပါဘောနော်ကဲနောက်ဆုံးနီးလန်းတစ်ခုကတော့ဗာလဲဆိုရင် teach other students by starring deeply and exactly ဘောနော်ဆိုတော့တခြားចောင်းသားတွေကိုပြန်တင်ပေးပါကိုတိပြီဆိုပြီးတော့လဲတယောက်ထဲနဲ့လုံလာဘူးဘာဖြစ်လို့လဲတခြားចောင်းသားကိုလဲပေးတိလိုက်ပါသူတို့လေးကြီးလဲတကယ်တော့တီးစေခြင်းတယ်ဘောနော်โอเคဒါကြောင့်မလို့ကျွန်တော်ဒီဒီ channel လိုချင်တဲ့ကလေးတွေကိုကျွန်တော်ခေါ်တယ်အလကားတင်ပေးပတ်စံရလားဆိုတော့ no ကျွန်တော်ပတ်စံလိုချင်တာမဟုတ်ဘူးသူတို့ရဲ့တိုးတက်မှုကိုပဲကျွန်တော်လိုချင်တာဘောနော်ဆိုတော့ကျွန်တော်ပြန်တင်ပေးလိုက်တယ်ဘာဖြစ်လဲပြန်တင်ပေးလိုက်တဲ့ခါမှာသူတို့ အာဒီ teaching methods ကိုလည်းကိုကတည်သွားရယ်เนาะနောက်ဘယ်လိုထပ်သင်လို့ရတယ်လဲပေါ့เนาะတခြားဒီအပြင်မှာ income ရှာမစင်ကိုဘယ်လိုသင်လို့ရတယ်လဲဆိုတာလည်းဒီလမ်းတည်သွားတယ်ပြီးရင် three အမားတွေကိုရှာပေးရတယ်ဟုတ်လားအမားတွေရှာပေးရင်ပြန်ပြီးတော့မှထောက်ပြရတယ်ဖြစ်တယ်ကိုကပို့ပြီးတော့မှလေ့လာဖြစ်တယ် ဘာဖြစ်လို့ကွာတော်တော်လေးကိုအသေးစိတ်လေးလာရတယ်။ကိုမသိတဲ့အရာတခုစံဘာဖြစ်လဲတော်တော်လေးကြီးလည်းမသိတော့ဘူးဆိုပြီးတော့မှဖြစ်သွားမှာဆိုလို့ပေါ့နော်။ဒါကြောင့်မလို့ကိုကိုရန်တကယ်ကိုအာနက်နက်နေနေလေးတီအောင်လှုပ်ပေးထားရတယ်။ဘာလို့ဆိုတော့ကျောင်းသားတယောက်ကမေးလာခဲ့ပြီ။ဆရာဒါဘလို့သုံးရမှာလဲ။ဒါပါကြီးလဲဆိုတော့ကိုကိုရန်တိတိကျကျမလေးလာဘူး။အသေးစိတ်မလေးလာအောင်ဆိုရင်မရှင်းပြနိုင်ဘူး။ကိုမရှင်းပြနိုင်တော့တော်တော်လေးတိမှာမဟုတ်ဘူးပေါ့နော်။ဒါကြောင့်မလို့ကိုကိုရန်လည်းလုံးဝအသေးစိတ်လေးလာထားဖို့တော့လိုတယ်ပေါ့နော်။ Okay. အာဆိုတော့ that's all for today အားလုံးနားနေကြပါလို့လည်းထင်ပါတယ်ဗောနော်အာဆိုတော့ I haven't start my online teaching class I'm going to start next month တော့မတင်သေးဘူးကတော့ကျွန်တော် grammar နဲ့ speaking လေးကိုတော့အစီအစဉ်ဆွဲထားတယ်နောက်လာကြမှာပဲဖြစ်မယ်ထင်တယ် Okay see you in a bit everyone